မနေ့ကတော့ကစားတောက်ကုန်လုပ်ငန်းတစ်ခုစကျင်နေဆိုရင် perfect ဖြစ်တဲ့ ठी မဆောင်ပါနဲ့ minimum viable product တစ်ခုနဲ့စလိုက်ပါလို့ပြောထားတာဆိုတော့ဒီနေ့ဆက်ပြီးတော့အဲ့ဒီစတင်မှုကိုဘယ်လိုလုပ်မလဲဘယ်လိုစမ်းသပ်မလဲစမ်းသပ်ပြီးရရှိလာတဲ့အဖြေတွေကိုရောဘယ်လိုဆက်ပြီးသုံးချမလဲဆိုတာတွေကိုပြောပြချင်ပါတယ်ကို့မှာထုတ်ကုန်တစ်ခုအနေနဲ့စားသုံးတဲ့လူတွေကိုဘေးမဖြစ်စေဘူး ထိုက်တဲ့ဈေးတစ်ခုနဲ့ရောင်းလို့ရမယ်အခြေအနေရှိတယ်ဆိုတဲ့ထုတ်ကုန်မျိုးရှိပြီးဆိုရင်ဒါကိုဈေးကွက်ထဲမှာစပြီးတော့ရောင်းကြည့်စေချင်ပါတယ်။တစုံတယောက်ကကိုယ့်ရဲ့စားတောက်ကုန်ကိုငွေပေးပြီးမဝယ်မချင်းစီးပွားရေးလုပ်ငန်းဆိုတာစိတ်ကူးထဲမှာပဲရှိတာပါ။တယောက်ယောက်ကကိုယ့်ကိုငွေပေးပြီးဝယ်လိုက်မှဒါဟာတကယ်လုပ်ငန်းအဖြစ်နဲ့စတင်ပါတယ်။ဒါကြောင့်ရောင်းကြည့်ပါ။ကိုယ့်ရဲ့ထုတ်ကုန်ကို ဝယ်တဲ့လူတွေရှိသွားပြီသဘောကျသွားပြီဆိုရင်ဟာရမ်းကောင်းတာပေါ့အဲ့ဒီစိတ်ကြိုက်မဖြစ်သေးတဲ့ထုတ်ကုန်ကိုပဲစိတ်ကြိုက်ဖြစ်တဲ့အထိညှင့်တင်ပြီးတော့လုပ်ငန်းကိုဆက်ပြီးလုပ်လို့ရသွားပါပြီအဲ့တော့မိမပါဗောနော်တကယ်လို့များထုတ်ပြီးရောင်းတဲ့ထုတ်ကုန်ကိုဘယ်သူမှမဝယ်ဘူးဆိုရင်ရောဘာလို့ရမလဲကိုယ့်ရဲ့ထုတ်ကုန်အားနည်းချက်တွေရှိနေတာလားဈေးကွက်ထဲမှာသူများထက်ပိုပြီးတော့ဈေးကြီးနေတာလား ဘာကြောင့်မဝဲတာလဲဆိုတာကိုအဖြေတွေ့အောင်ရှာပြီးတော့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ဒီထုတ်ကုန်ကိုပိုကောင်းအောင်မြင့်တင်ပြီးတော့ဆက်ရောင်းကြည့်လို့ရပါတယ်။တကယ်လို့များလုံးဝဘသူကမှစိတ်မဝင်စားဖြစ်နေတယ်ဆိုရင်တော့ဒီ idea ဟာကို့အတွက်ကောင်းနေပေမဲ့ product market fit မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။အဲ့ဒီတော့ဒီလို idea မျိုးဆိုရင်လက်လွတ်သိရင်လည်းလက်လွတ်ရပါလိမ့်မယ်။ဒီတဲ့ပိုကောင်းတဲ့ idea မျိုးတွေကိုဖန်တီးပြီးတော့ နောက်တစ်ကြိမ်ထပ်ပြီးတော့စမ်းသပ်ရပါလိမ့်မယ်။ကျွန်မတိုက်တွန်းချင်တာကတော့စားတောက်ကုန်လုပ်ငန်းတစ်ခုကိုအမှန်တကယ်လုပ်ချင်တယ်ဆိုရင် မကြောက်ပါနဲ့ခက်သေးသေးနဲ့ရဲရဲတင်းတင်းစလိုက်ပါခက်မြန်မြန်စပါခက်မြန်မြန်အဖြေသိရင်ခက်မြန်မြန်ပြုပြင်ပြောင်းလဲလို့ရပါတယ်ဆိုတာကိုပြောပြချင်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဆုံးကြအောင်မယ်နော်။